မတန်ဆွမ်းသူတွေအတွက်ရည်ရွယ်ပြီးစွန့်ဦးတီထွင်မတန်ဆွမ်းစီးပွားရေးလုပ်ငန်းရှင်များအတွက်စီးပွားရေးစွမ်းရည်ဖွံ့ဖြိုးမှုတင်နန်းကို ရွှေမင်းသားဖောင်ဒေးရှင်းမှတင်ကြားပို့ချပေးလျက်ရှိပါတယ်။မတန်ဆွမ်းသူတွေအတွက်စီးပွားရေးဆိုင်ရာတင်နန်းတွေကိုတင်ကြားပို့ချပေးဖြစ်တဲ့ရည်ရွယ်ချက်တွေသိရှိနိုင်ဖို့ရွှေမင်းသားဖောင်ဒေးရှင်းမြန်မာဥက္ကဋ္ဌဦးမြတ်တွင်နဲ့အခုလိုတွေ့ဆုံမေးမြန်းထားပါတယ်။ ဟာရော့ဒီမှာ MS Mail Remover နန်ဆိုးများကိုဖယ်ရှားဖို့အမန်းကိုသာဆောင်းထားစို့ကျွန်တော်ရှင်မင်းသားဖောင်ဒေးရှင်းမြန်မာကျွန်တော်မြတ်တူဝင်မှာလက်ရှိတော့ရှင်မင်းသားဖောင်ဒေးရှင်းမှာကျွန်တော်ဥက္ကဋ္ဌတာဝန်ထမ်းဆောင်လက်ရှိပါတယ်ဟုတ်ကဲ့ကျွန်တော်ရှင်မင်းသားကတော့လေတကူတည်းက ီမတန်ခမ်းသူတွေရဲ့ဘဝရည်သွေးပေါ့ quality of life ပေါ့နော်ဘဝရည်သွေးမြင့်တင်မယ်ဆိုပြီးတော့ကျွန်တော်ရှိတယ်အဲ့တော့ပညာရေးကျမ်းမာရေးစီဝါရေးလူမှုရေးလူမှုရေးရာနဲ့ပဲဒီမှာပေါင်းပတ်သက်ရေးဆိုပြီးတော့သူကောင်းစဉ်တွေအများကြီးရှိတာပေါ့နော်ပီလာတွေရှိတယ်ပါဒီစီဝါရေးဆွဲကောင်းစဉ်တွေပါတယ်ကျွန်တော်တို့ကစင်းရဲတန်နေရာမှာလည်နေကြတယ်ကျွန်တော်တို့မတန်ဆွမ်းအများစု အလောက်ကန်ခွင့်လည်းမရှိဘူးတရားမှာ15ယောက်ပဲအလောက်ကန်ခွင့်လည်းရှိတယ်အဲ15ယောက်ထဲမှာတော့မှနှစ်ရာခိုင်နှုန်းကပဲဂုံတိတ်ခါရှိတဲ့အလောက်ဆိုလို့ရှိကြတယ်နော်ကြာပန်းအလောက်တွေများကြတယ်စသည်ဖြင့်ပေါ့နော်အဲ့တော့ဘာကြောင့်အလောက်ကန်ခွင့်လည်းမရကြတာလဲဆိုတဲ့ခါကျတော့ကျွန်တော်ရဲ့အစွမ်းစာတွေမှာလည်းတချို့ဟာတွေစကားတော့ပြောတယ် ဒီတော့ပြန်ဆောင်မှုပြင်းထန်တဲ့ခေတ်ကြီးထဲမှာတောင်းတန်ဦးသွင်းတဲ့အလုပ်ကခွင့်ရရဖို့မလွယ်ဘူးအဲကျွန်တော်အဖြစ်ရှားမှာပေါ့နော်အဲကျွန်တော်တို့ကငွေတွေကလူအတန်းဝယ်ရဆွန့်ပယ်ခြင်းအများစုကခံထားရတယ်အတန်းပညာတွေကျွန်တော်တင်ကိုမရှိဘူးအတက်ပညာတွေမှာလည်းကျွန်တော်တို့တင်ဖို့ခွင့်လည်းမရှိဘူးအသိပညာတွေဆိုတာလည်းဝေးလာဝေးပဲအဲ့တော့အတန်းပညာတို့အသိပညာတို့အ အတတ်ပညာတို့မရှိတဲ့ခါမှာကျလူအတိုင်းဝိုင်းတွေမှာနေရာရတစ်ခုရပါတော်တော်ခက်ပါတယ်အဲ့တော့အလောက်ကန်ခွန်လမ်းမရတဲ့အတွက်ကြောင့်ကျွန်တော်ဝင်ဝင်တွေမရှိကြဘူးဝင်ဝင်မရှိတော့ဝင်ဝင်ရှိတဲ့မိဘပေါင်းပွားဇနီးမယားတွေပေါ်မှာမိခိုကြရတယ်အဲကြာလာတဲ့ခါကျတော့မိခိုတာများလာတော့ညဉ့်ညင်းနေခံကြရတယ်ဆင်းရဲတယ် ဝင်ဝင်မရှိဘူးဝင်ဝင်ရှိတဲ့ကြောင့်ကျွန်တော်ပညာတင် जा ဖို့မရဘူးအတက်ပညာတင် जा အစသဖြင့်ဒီတန်နေရာကြီးတည်းမှာကျွန်တော်လေပတ်နေရတယ်အင်တန်ကြောက်ဖို့ကောင်းတဲ့ကျွန်တော်တို့ရဲ့လူအဖွဲ့အစည်းတစ်ခုဖြစ်နေကြတယ်ဒါပေမဲ့တန်ဆန်းနေတဲ့မှာလည်းပဲတချို့လုံလိုက်ကန်နေရှိတဲ့တွေရှိပါတယ်ကျွန်တော်မနေ့ကတော့ကလေး9မိနစ်ပေးတဲ့ထဲမှာတော့ရှောက်ရိုင်းလုံးလေးတွေနဲ့ကျွန်တော်တင်စားခဲ့တယ် ဒီကြောက်ရိုင်းကြောက်လေးတည်းမှာတိချတာပြုပြင်ပြီးတော့ကျွန်တော်တို့ polish တင်ပြီးတော့တန်မှုရှိတဲ့ကြောက်လေးတွေဖြစ်အောင်လုပ်လို့ရပါတယ်ဆိုအတွေ့တွေကျွန်တော်ရှိပါတယ်အဲ့ဒီအခါမှာကျတော့ဒီမတန်ဆန်းသူဒီဒဲမှာလည်းပဲလုံနိုင်ကင်နိုင်နဲ့လုံနိုင် လုတ်တက်ကင်တက်တဲ့လုံနိုင်ကင်နိုင်နဲ့လုံနိုင်ကင်နိုင်စွမ်းရှိတဲ့မတန်ဆန်းတွေကိုလည်းကျွန်တော်ဖော်ထုတ်တာလေကျွန်တော်မှအမြဲတမ်းတောက်လျှောက်ရှိတယ်အလုံးလုံကင်ခွန်းလန်းတွေမှာကျွန်တော်တောက်လျှောက်ပေးတယ် အလုတ်ကန်ခွန်လန်းပေးတဲ့ခါမှာတခါတည်းရကျွန်တော်တို့ကနောက်ပိတ်ဆုံးကြမှာအလုတ်ကန်ခွန်လန်းရကြတယ်။မလွဲတာလွန်းလို့ဒုံမအကြောင်းမျိုးကြောင့်ခန့်လိုက်တယ်။တနမူနာအပြင်ကိုဗစ်လိုဟာမျိုးမှာအလုတ်ဤတိရှော့တဲ့ခါမှာမတန်ဆွမ်းနေအရင်ဦးဆုံးရှော့ခံရတယ်။ဆိုတော့ဒါကျွန်တော်စဉ်းစားတယ်ဒါကိုယ်ပိုင်လုပ်ငန်းတွေရောမဖြစ်နိုင်ဘူးလား။နော်။တိုက်ကြီးကြခန်းသားကြမလိုပါဘူး။ချက်ချင်းကြီးဟိုတယ်ဆောက်ဖို့ပြောတာမဟုတ်ဘူး။ချက်ချင်းကြီးစောက်တောက်ဆိုင်ကြီးဖွင့်ဖို့ပြောတာမဟုတ်ဘူး။လက်တွေ့ကြတဲ့ realistic လက်တွေ့ကြတယ် ဒီဆက်ဂုံတိတ်ခါရှိတယ်နော်လက်တွေ့ကြရဂုံတိတ်ခါရှိပြီးတော့ smart တိကျီခံရတဲ့လုပ်ငန်းတွေဖြစ်ဖို့အတွက်ကျွန်တော်တို့စူးစမ်းကြအောင်အဲ့တော့လွယ်လွယ်နဲ့လောက်ကြလောက်ကြလို့တော့မဖြစ်ဘူးတို့တို့ဒီလိုဖြစ်စေခြင်းတယ်လို့ပဲကျွန်တော်တို့ဒီမြေတောင်မြောက်ပင်မဲ့လူတွေကလည်းပဲလက်တွေ့ကြကြစဉ်းစားဖို့လိုတယ်ဆိုအတွေ့ရှိပါတယ်ဒါကြောင့်အခုတုံငန်းရှင်တွေတော့မှာ ရှိဝိုင်းလုပ်ငန်းရှင်တွေမှာကျွန်တော်ရှိဝိုင်းလုပ်ငန်းရှင်တွေသုံးပါမယ်မတန်ဆန်းရှိဝိုင်းလုပ်ငန်းရှင်เนาะသူတို့မှာစပားလေးဆန်လေးရောင်းနေရတာရှိမယ်စောက်လေးရောင်းနေတဲ့လူတွေရှိအောင်ရှိမယ်လက်ဖိဆိုင်ဖွင့်တာလူတွေရှိမယ်တချို့အောင်မြင်တဲ့ရှိဝိုင်းလုပ်ငန်းရှင်တွေရှိပါတယ်เนาะကျွန်တော်တို့ဒီရေကဲမုံကိုလောက်တာရှိတဲ့ online shopping တွေရှိမယ်နော်ဆိုပြီးအဲ့လိုမျိုးမျိုးရှိကြတယ်ပေါ့เนาะတန်သူတို့တွေကိုကျွန်တော်ဒီတဲ့တစ်ဆင့်များနှင့်ပေးလိုက်ရင်လူအတိုင်းဝိုင်းမှာဂုံတိတ်ခါရှိစွာ ရက်တည်လာနိုင်မယ်လို့ကျွန်တော်ယုံကြည်တယ်။တောင်ကျွန်ဒီလုပ်ငန်းကိုဒီတင်တန်းကိုကျွန်တော်တို့စလုပ်ခဲ့ကြတယ်။ဒီတင်တန်းမှာဆရာကြီးဆံပါကြီး၅ယောက်ဦးစီးပြီးတော့တင် जा ပေးတယ်။နော်။ဗတ်တရပေါင်းမျိုးစုံကျွန်တော်တင် जा တယ်။တင်တန်းကာလ12ရက်။နောက်ဆုံးနေ့ကျတော့ကျွန်တော်တို့ပါလို့မယ်ဆို13ရက်နေ့မြောက်မှာ business plan ဆိုတဲ့စီးပွားရေးစီမံခန့်ခွဲတဲ့စီးပွားရေး အစီအစဉ်ဆွဲခိုင်းလိုက်ထိကျွန်တော်လုပ်ဖို့ရှိထားတယ်။နော် business plan အဲ့တော့စုစုပေါင်းကျွန်တော်23ရဲ့ကျွန်တော်ဒီတင်တဲ့ကိုလုပ်တယ်။ဒီတင်တဲ့မှာတိုင်းနယ်ပြည်နယ်10ခုပါတယ်။တိုင်းနယ်ပြည်နယ်10ခုကမတန်ဆွမ်း40ကျွန်တော်တေချာစနစ်တကျနဲ့အလားအလာကောင်းတဲ့အလားအလာရှိတဲ့မတန်ဆွမ်းတွေကိုအလားအလာရှိပြီးသားရေပြောရမှာနော်အလားအလာရှိမယ်အလားအလာရှိ potential ပေါ့နော်ရှိမယ်မတန်ဆွမ်းတွေကိုကျွန်တော်တို့တေချာခေါ်ယူပြီးတော့စနစ်တကျကျွန်တော်တို့ ဟိုဒါတင်တန်းနေပြီးချင်းဖြစ်ပါတယ်